မနာလိုသူတွေဇေယျခွေမရအောင်တိုင်ပင်ခဲ့ကြပြီမြေကူညီပေးမဲ့သူပေါ်ပေါလာတဲ့ဖက်တီမှာအားလုံးပဲမင်္ဂလာပါရှင်ဒေဆလေးပဲနီတူပိတ်ကနေပြက်လေးကကျူဆူလိုက်ပါရီလူတယောက်အဆင်မပြေတဲ့ချိန်မှာတနာတက်ကြပြီမြေအဆင်ပြေလာတဲ့ချိန်မှာလည်းမိုးရတာမပွားနိုင်ကြတဲ့အချို့သောသူတွေကြောင့်ကိုဝင်ဆောင်တဲ့တရားဖြစ်တဲ့ဖက်တီမှာကအခက်တွေ့နေရပါရီဖက်တီမရဲ့တမန်ကြီးသုံးဆိုင်လေးကဥပိန်တရားမှာရောင်းရကားနေရောင်းဟာကောင်းလာပြီးတော့လူများလာလို့ဖျားဝင်တွင်းမှာပြောင်းရွှေ့ဖွင့်နေထားပါရီ နေဦးပါမှာလူကြိုက်များတဲ့တမယာသီးတောက်ကိုဖတ်တီမာကတရက်ကိုတင်းစေချီပြီးရောရှားရတဲ့အတွက်အကြီးတွေလည်းကြီးသွားခဲ့ပါရီအရင်ကကျွေးရှင်တွေဝိုင်းနေတဲ့ဘဝကနေတမယာသီးတောက်လေးကြောင့်အကျွေးကြီးတဲ့ဆိုယုံလေးသာရှိပါသေးတယ်ဖတ်တီမာရဲ့တမယာသီးတောက်ကိုဖျားဝင်းတွင်းမှလည်းရှောင်းတယ်လို့အိမ်မှလည်း delivery လာယူတဲ့သူတွေရှိပါရီတမယာသီးတောက်အမြင်သွားတာဟာဖတ်တီမာတယောက်တည်းတင်အစီပြေသွားခဲ့တာမဟုတ်ဘဲသူ့ကိုမိခိုနေတဲ့သူတွေလည်းစီပြေသွားပါရီဘေးဘဝေးကျမနေထိုင်သူတွေလည်းလောက်ကင်တွေရသွားပြီးဖတ်တီမာရဲ့ဘိုက်ထဲကကလေးလေးကအကျိုးပေးရလို့တောင်မှထင်ရပါရီ ဒါပေမဲ့မနာလိုသူတွေကတော့တမန်သီးတုတ်ကကျန်းမာရေးနဲ့မငြင်းညစ်ဘူးဆိုပြီးတော့ FDA ကိုတန်လိုက်ပါတော့ရီလမ်းမေးစားစာတွေက FDA ရဲ့စံနှုန်းတွေနဲ့မကိုက်ညီနိုင်သလိုတရက်စာတရက်ရောင်းချတဲ့စားစာတွေကလည်း FDA ရဲ့ထောက်ခံချက်မလိုအပ်ပါဘူးဒါပေမဲ့သူအမြင်အရကိုမကျေနပ်သူတွေကဖတိမရဲ့တမန်သီးတုတ်ကိုဆက်မြောင်းစီချင်လို့တန်လိုက်ကြပြီးရဲ့နောက်ရောင်းချခွေပိတ်ခံလိုက်ရှာပါရီဖျောင်းဝင်းနဲ့မှလည်းရောင်းခွေမရတော့သလိုအခုံငွေလဲ3.90ပေးဆောင်လိုက်ရပါရီ ဖတ်ဒီမာပါအကောင်ဝင်ဆောင်မျိုးသမီးဖြစ်ပေမယ့်မနာလိုသူတွေကတော့မညာတာခဲ့ပါဘူး။သူ့ရဲ့မျိုးသားကနိုင်ငံခြားမှာလှုပ်သွားလုံနေပြီးအခုမှပြန်လာခါစားရှိပါသေးတယ်။ဖတ်ဒီမာနဲ့သူ့ရဲ့မျိုးသားတို့ကနှစ်ယောက်လုံးရိုးသားသူတွေဖြစ်ကြပြီးတော့အတိုင်ခံရတဲ့အချိန်မှာအောက်ကိုရမေခဲ့ပါရီ။အခုတော့ရိုးသားတဲ့ဖတ်ဒီမာကိုကုညီပေးမဲ့သူပေါ်ပါလာခဲ့ပါရီ။ကိုကောင်းဆက်ဝေးကဖတ်ဒီမာရဲ့တမ်းများဒီကိုစားဖို့သူဖြစ်ပြီးတော့ဖတ်ဒီမာတို့ရုံးကန်နေတာကိုလေးစားလာတဲ့သူပါ။ဒါကြောင့်ဖတိမရဲ့တမရသည်နှစ်တွေကို FTA ရအောင်ကူညီပေးသွားမှာဖြစ်ပါတယ်။ဖတိမရဲ့တမရသည်နှစ်ဘူးတွေကမြန်မာနိုင်ငံမှာ သာမကပဲထိုင်းနိုင်ငံအထိပါရောက်သွားတာကြောင့်ထောက်ခံချက်တခုခုလောက်ချဖို့ကလည်းလိုအပ်လာပါပြီ။ FDA ကပေးပို့တဲ့အကြောင်းကြားစာထဲမှာတော့အစားအသောက်ပြည့်စုံရောက်ချတဲ့နေရာမှာလမ်းညွှန်ချက်တိုင်းလုတ်ကဲရမှာဖြစ်ပြီး အခုချက်ပို့ပြီးတော့တန်ရှင်းမှုပိုင်းကိုဂျူးဆိုင်မယ်ဆိုရင် ရောင်းချခွင့်ပြင်ရမှာပါဖတိမာကိုမလေးမျိုးထဲမှာလာရောက်မှုတွေခေါ်ကြပေမယ့်ဖတိမာကမင်းစဲတန်းကိုပဲတန်ရုံစီကြည့်သူပါဒါကြောင့်ကိုကောက်ဆက်ဝေးရဖတိမာရဲ့ဆိုင်လေးဖျောင်းဝင်းထဲမှာပြန်လည်ရောင်းချနိုင်အောင်ကူညီပေးမယ်ပြီးလက်ရှိနေဘူးနဲ့အမှုဘူးကိုပါ FTK ထောက်ခဲ့ချက်ရအောင်ကူညီပေးသွားမယ်လို့ဆိုပါရီဖတိညာတယောက်ရောင်းခွင့်ပိတ်ခင်ရတော့ကိုအားလုံးကစိတ်မကောင်းဖြစ်နေကြတဲ့အချိန်မှာကိုကောက်ဆက်ဝေးရကူညီမယ်ဆိုတာကြောင့်ကျေးဇူးတင်သွားပါတော့ရီမကြခင်မှာကလေးမွေးဖွာတော့မယ်ဖတိမာကအခက်ခဲတွေနဲ့ကြုံနေရပေမဲ့လည်းကူညီမယ်သူကလည်းပေါ် ပေါက်လာပါပြီ FDA ခွင့်ပြုချက်သာရရင်တော့ဖတ်တီမာကဒီချက်ပို့ပြီးတော့အောင်မြင်တော့မှာပါအရာရာဟာအကောင်းမှုဖြစ်လာတယ်ဆိုတဲ့အတိုင်းပဲအစိုးရအကောင့်ကိုရှုပြီးတော့ဖတ်တီမာကတော့လုပ်ငန်းချက်နိုင်တော့မယ်လမ်းစာတွေကိုမြင်လာရှာပါပြီကိုဝင်ဆောင်တဲ့တယောက်ဖြစ်ပေပြီနိုင်ပေါင်းများစွာကြောင့်အောင်မတည့်ရပေတံမြတ်သီးသုတ်တွေကိုရောင်းနေရတာကြောင့်သူ့ကိုကိုကျင်းစားကြပါရည် ဖတီးမှလည်းအနားယူကြပေမယ့်စာဝတ်နေရေးရှိနေသေးလို့နားမယူနိုင်သေးပါဘူး။ကိုကြီးမဲသူပေါ်လာပြီးဖြစ်လို့ကိုကောင်းဆက်ဝေကိုလည်းဖတီးကိုစားကျေးဇူးတင်နေကြပါရီ။ဖတီးမှလည်းအမြန်ဆုံးဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါရီ။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။